္ဂလာပါရှင် People's Print ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ဂျွန်လ30ရက်နေ့အတွက်သတင်းတွေကတော့အေယာဝတီတိုင်းကစစ်စခန်းတချို့ကိုအေအေပူပေါင်းတပ်တွေသိမ်းပိုက်လိုက်ပါပြီကမ်းဘလူမြို့နယ်မှာ၄ရက်အတွင်းပြည်သူ၁၂တပ်ဖြတ်ခံရပါတယ်ရွှေဘိုမှာစစ်တပ်နဲ့ပြည်သူစစ်အထိုင်းစခန်း၃ခုကိုတော်လှန်ရေးတပ်တွေကတပြိုင်တည်းတိုက်ခိုက်ခဲ့တာပါဒီသတင်းတွေနဲ့အတူမေလနှောင်းပိုင်းမှာပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်နေရက်စွန့်ခွာရသူတသိန်းကျော်ရှိလာတဲ့သတင်းလဲနားဆင်ရမှာဖြစ်ပါရရှင် ဧရာဝတီတိုင်းမြန်အောင်ခရိုင်အင်ကပူမြို့နယ်တဲကစစ်ကောင်စီတက်ဆွဲထားတဲ့ကျေးရွာတချို့ကိုအရက်ခတ်တက်တော် AA နဲ့ပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့လင်းမျက်နာမြို့နယ်နဲ့ဆက်ဆက်နေတဲ့ကျေးရွာတွေကစစ်ကောင်စီစခန်းတွေကိုဂျွန်လစံပိုင်းကလေးကစတင်တိုက်ခိုက်ခဲ့တာပါ။ဒီရက်ပိုင်းမှာနေ့ရောညပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ခဲ့တဲ့နောက်မနေ့ကညနေပိုင်းမှာစခန်း၃ခုတက်မနေသိမ်းပိုက်လိုက်တာလို့ဒေသတွင်းစစ်ရေးသတင်းရှင်းပြတွေကပြောပါတယ်။စစ်တပ်ဘက်ကဒေတာတွေအများကြီးရှိတဲ့ ်လက်နက်တွေလည်းအများကြီးရထားတယ်လို့အေယာဝတီတိုင်းအခြေစိုက်သတင်းရှင်းပြတဦးကပြောပါတယ်အခုလို AA နဲ့ဘူပေါင်းတပ်တွေတင်းယူလိုက်တဲ့နေရာကခင်းတရခရိုင်ကွင်းကောင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တမ်းမြင့်လေးကျင့်ရေးကြောင်းတတကငါနဲ့မိုင်းအနေငယ်ပဲပွာဝေးတယ်လို့ပြရတာပါစကန်းသိန်းတက်ကွင်းနဲ့ပတ်သက်လို့ AA ကတော့သတင်းမထုတ်ပြန်သေးပါဘူး AA နဲ့ဘူပေါင်းတပ်တွေကပြီးခဲ့တဲ့ January နဲ့ February လတွေမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းချွေးတောင်ရံမြို့နဲ့တာပေါင်းမြို့တို့ကစစ်ကောင်စီစခန်းတချို့လဲသိမ်းယူထားပါတယ် လက်ရှိမှာစစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေဟာအရာဝတီတိုင်းဒေသရေကြီးမြို့နယ်လေးမြနာမြို့နယ်အင်ကပူမြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်နေပါတယ်ရေကြီးမြို့နယ်ကစစ်ကောင်စီအဓိကတပ်ဆွဲထားတဲ့အမြောက်တပ်344အနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာပါအခုလိုတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေချိန်မှာစစ်ကောင်စီဟာရန်ကုန်တိုင်းဘက်ကနေအရာဝတီတိုင်းကိုဝင်လာတဲ့လမ်းကြောင်းတွေနဲ့မြို့အဝင်းအထွက်ဂိတ်တွေမှာစစ်ဆေးမှုတိုးမြှင့်ထားပါတယ်ရှင်။ စကိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုန်းမြို့နာကိုပတ်လည်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်ခေါ်ပြူစောတီအဖွဲ့က၄ရက်အတွင်းမှာစုစုပေါင်းပြည်သူ၁၁ဦးကိုတပ်ဖြတ်ထားတယ်လို့ဒေသခံတွေပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်ကစပြီးဇီးကုန်းမြို့နာကတပြေးသာဖိုကုန်းနဲ့ကျောင်းကုန်းရွာတွေကိုအင်အားတရာကျော်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးခဲ့တာလို့သိရတာပါ။ဒီ၄ရက်အတွင်းမှာ အသက်30ကနေ90အရွယ်တွေဖြစ်တဲ့တပြေးသာရွာကအမျိုးသား9ဦး၊ကျောင်းကုန်းရွာကအမျိုးသား3ဦး ဟိုကုန်းရွာကတအူးနဲ့နောက်ထပ်အမည်မသိအမျိုးသားတအူးတို့တပ်ဖြတ်ခံရတာလို့ဒေတာတွင်အခြေအနေတွေဖော်ပြနေတဲ့ Infinity Group ကထုတ်ပြန်ထားပါတယ်။တင်ဒန်းစင်းတွေကိုစစ်ကြောင်းထိုးခိုက်နေတာဇီးကုန်းမြို့နာမှာတိုက်ပွဲလဲဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကပြောတာပါ။ပြီးတော့ကမ့်ဘလူမြို့ပတ်လည်မှာလဲပြည်သူစစ်ဦးဆောင်တဲ့ဝါတဝစစ်ကြောင်းကထိုးစစ်စင်တာတွေရှိတယ်လို့ဒေတာတွင်သတင်းရှင်းပြတွေပြောပါတယ်။စစ်ကောင်စီကလည်းဂျွန်လာ23ရက်ကကမ့်ဘလူမြို့နယ်မှာ ပြည်သူစစ်တွေတင်းနှင်းဆင်းတဲ့အကြောင်းဖော်ပြထားပါရရှင်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ဖြူစောထီလိုလူသိများတဲ့ပြည်သူစစ်တွေရဲ့အထိုင်စခန်း၃နေရာတပြိုင်တည်းအတိုက်ခံရပြီးနှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်မနက်6နာရီခွဲလောက်မှာရွှေဘုံမြို့နယ်ကဟင်းသာကြီးရွာပြူစခန်းနဲ့စစ်တပ်စခန်းကုန်းတွေကိုရွှေဘုံမြို့နယ်ပါကဖားကဦးဆောင်ပြီးပူပေါင်းအဖွဲ့တွေနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ဖြူစောထီကြီးစိုးရွာကဟင်းသာကြီးရွာစခန်းနဲ့စခန်းကုန်းတို့ကို တပြိုင်တည်းတိုက်ခဲ့တာဖြစ်ပြီးဘိုးနက်တောင်မှရှိတဲ့စစ်ကောင်စီအထိုင်းချစခန်းကိုလည်း drone နဲ့ဘုံသီးတွေချပြီးတော့အချိန်ချင်းတိုက်ခတ်ခဲ့ကြောင်းရွှေဘိုပကဖအဖွဲ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ဘက်ကအင်အား90ကျော်ရှိတဲ့အဲ့ဒီနေရာ၃ခုကိုကာကွယ်ရေးအဖွဲ့တွေကတိုက်ခဲ့တာဖြစ်ပြီးဟင်းသာကြီးကျေးရွာကဘန်ကာ၅ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အနည်းကစခန်းကုန်းကိုဆက်သိမ်းနေတဲ့အချိန်ကြောင်မြောင်ခမရ၁၂ရွှေဘိုခလရ၄၂တို့ကနေဟာဝေဇာ 105မမ120မမတွေနဲ့အချိန်ချင်းပြစ်ကူပေးခဲ့တဲ့အပြင်စစ်ကူပါထက်ရောက်လာတဲ့အတွက်ပြန်ဆုတ်ပေးခဲ့ရတယ်လို့ရွှေဘိုပကဖကဆိုပါတယ်။ကန်နဦးမှာတော့အဲ့ဒီတိုက်ပွဲတွေအတွင်စစ်ကောင်စီဘက်က18ဦးသေဆုံးတယ်လို့တိုက်ပွဲဝင်ရဲဘော်တွေကပြောပါတယ်။ဒါပေမဲ့နောက်ထပ်နေမြေကန်တွေအတီးပြုချက်အရအရာကန်ဘိုတဦးအပါအဝင်9ဦးထပ်မံသေဆုံးတယ်လို့ရွှေဘိုပကဖကအသိပေးပါတယ်။နောက်ပြီး18ဦးဖမ်းမိပေမဲ့ကလေးတငယ်နဲ့အမျိုးသမီးတက်ကြီးရွယ်အိုတွေဖြစ်နေတာရဲ့ ပြီးတော့စစ်ရေးအခြေအနေတင်းမာလာတာတွေကြောင့်နေမြေအနေအထားတွေအရဘေးကင်းရာစီလွှတ်ပေးလိုက်တယ်လို့ရွှေဘိုပကဖကဆိုပါတယ်ဒီတိုက်ပွဲတွေမှာစစ်ကောင်စီစီကနေကပိုင်နှစ်လက်ကိုလုံးကြီးတနက်တလက် G3 တလက်အပါအဝင်ခရမ်းတွေတင်းစီရရှိခဲ့တယ်လို့သိရတာပါအဲ့ဒီစစ်စင်ရေးမှာပကဖရဲဘော်နှစ်ဦးလဲကြဆုံးခဲ့ပြီးရဲဘော်၄ဦးဒဏ်ရာရခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင်ဘကူမကွေစကိုင်းတနင်္သာရီနဲ့ရှမ်းပြည်တောင်ပိုင်းတို့မှာ မေလနှောင်းပိုင်းကစလို့တိုက်ပွဲတွေပိုပြင်းထန်လာကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကထုတ်ပြန်ပါတယ်။ဂျွန်လနောက်ဆုံးပတ်ကထုတ်ပြန်ထားတဲ့ UNOCHA ရဲ့အစီရင်ခံစာအရမေလနှောင်းပိုင်းပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့်နေရက်စွန့်ခွာထွက်ပြရသူထသိန်းတထောင်ကျော်ရှိတယ်လို့သိရပါတယ်။ဒီလအစကဖေခုံဘက်ကိုစစ်ကောင်စီတွေစစ်ကြောင်းထိုးလာလို့စစ်ရှောင်နေရတာလူဦးရေက၄000ထပ်မနည်းဘူး။ပြည်တွင်းကူညီမှုတစ်ခုတည်းနဲ့ကတော့မလုံလောက်ဘူးလေ။ ပြည်ပနိုင်ငံတွေရောအထူးသဖြင့် UN အဖွဲ့တွေရဲ့ထိရောက်တဲ့အခုအညီတွေပို့လို့နေတယ်လို့ရှမ်းပြည်တောင်ပိုင်းကဆွစ်ဆောင်အရေးကူညီနေသူတူက People Spring ကိုပြောပါတယ်။ပြင်းထန်နေစေလက်နက်ကင်ပရိပခါတွေမုတ်တုံရာသည့်ရေကြီးရေရှမ်းတာနဲ့မတ်လ28ရက်ငလင်းတန်းနောက်ဆက်တွဲအကျိုးဆက်တွေကြောင့်မြန်မာနိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေဟာများသထက်များလာကြောင်း UN OCHA ကအသိပေးပါတယ်။ဒါအပြင်နိုင်ငံတော်မှာပြည်တွင်းနေရွှန့်ခွာသူလူဦးရေက3.5သန်းခန့်ရှိကြောင်း UNO ချာကခန့်မှန်းပါတယ်စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့အဖွဲ့အစည်းတွေကတော့ကုလရဲ့စစ်ဘေးဒုက္ခသည်စရင်ဟာမြေပြင်မှာအမှန်တကယ်ရှိသူထက်များစွာနည်းပါးနေတယ်လို့ပြောဆိုကြပါတယ်ရှင် People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်